ြည်သူလူထုအထင်မြင်လွှဲမှားရန်လှုံ့ဆော်ခဲ့တဲ့ဒါရိုက်တာမိုက်တီခေါ်တန်ထွန်းစွာစပုတ်တရုတ်ဆောင်ကျော်ဝင်းထွတ်ကော်ကျော်မင်းထွတ်ဟာတာတရုတ်ဆောင် ပုံတိုင်းခေါ်ဇော်မြင့်တို့ကျွန်တို့ဖန်စီအရေးယူခဲ့ပါတယ်အဲ့ထက်မှဒါရိုက်တာမိုက်တီကတော့ဒါရခင်ကအတိုင်းရာဇသီဥပဒေပုံမှန်905နဲ့အမှုဖွင့်လှစ်ခံရင်ဖြစ်ပါတယ်2022ခုနှစ်အောက်တိုဘာလ28ရက်နေ့မှာ နောက်တစ်ချိန်ပြစ်မှုထမှန်ကျူးလွန်မှာက၎င်းပြစ်ဒဏ်အပြင်ယခုကြားခံနေရသောကြံရှိသောပြစ်ဒဏ်များကိုပါဆက်လက်ကြားခံမှမည်သောစည်းကမ်းချက်နဲ့ပြစ်ဒဏ်လွန်ကျင်းချမ်းသာခွင့်ရခဲ့တယ်လို့ဖြစ်ပါတယ်။သူ့ကိုကျွန်တော်ပါတီစုံဒီမိုကရေစီအထွေထွေရေးကောက်ပွဲများကိုနှောက်ယှက်ဟန်တာဖျက်ဆီးခြင်းမှကာကွယ်ပေးရဥပဒေနဲ့ပြင်းပြင်းထန်ထန်အရေးယူထားပြီးယခင်ပြစ်ဒဏ်ကိုလည်းပြန်လည်ကြားခံစေရန်ဥပဒေနဲ့အညီဆောင်ရွက်တော့မှာဖြစ်ပါတယ်။ဒါအပြင်ကျော်ဝင်းထုတ်ကော်ကျော်မင်းထုတ် ပုံတိုင်းခေါ်ဇော်မြင့်တို့နှုတ်ဦးကိုလည်းပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲများကိုနောက်ရှက်ဟန်တာဖြည့်ဆည်းခြင်းမှကာကွယ်ပေးဥပဒေနဲ့ထိရောက်ပြင်းထန်စွာအရေးယူသွားမှာဖြစ်ကြောင်းပြောကြားလိုပါတယ်။ရောက်မိတ်ဆွေတို့ရံမျိုး၅ပါးရံမှကင်းဝေးပါစေ။ဖတ်စစ်တဲ့အာနာရှင်ရဲ့ရုပ်မှောက်ဓမ္မကင်းဝေးပါစေ။ရွေးကောက်ပွဲနဲ့ပတ်သက်ပြီးဆက်ဆက်တိမခံ။ ဘာလို့ဖြစ်နေတာလဲဖက်စစ်တပ်ဟာရွေးကောက်ပွဲရဲ့နောက်ွယ်မှာလောင်ကြီးကြီးကြီးမားမားရှိနေတာဖက်စစ်တပ်ဟာဒီရွေးကောက်ပွဲနဲ့ပတ်သက်ပြီးလုံလုံကလေးမှဆက်ဆက်ထိမခံဖြစ်နေတာကိုကြည်ချင်းအားဖြင့်ရွေးကောက်ပွဲပြက်စီးမှာရွေးကောက်ပွဲမလုံနိုင်ပါဘူးအကြောင်းကြီးကြောင့်နေတဲ့အနေထားကိုကျွန်တော်ပြရတယ်ဒီကနေ့အောင်းတိပြီးသားအတိုင်းပဲဒရိုက်တာမိုက်တီ ။ဟာသားပြုတ်ဆောင်အုံတိုင်းတယောက်ဆောင်ကြော်ဝင်းထွတ်တို့ကိုဖမ်းဆီးလိုက်တယ်လို့ဒီနေ့ညနေပိုင်းကတိရမနေ့ကညအစဖမ်းတာ။အဲ့တော့သူတို့ကိုဘာလို့ဖမ်းလဲ။ဖမ်းလိုက်ပြီဒါသတင်းအလုံးသိပြီလား။ဒီလိုဖမ်းပြီးမချခင်မှာပဲ။ဖစစ်တရဲ့ပြောရေးဆိုခွင့်ရှိသူအစိုးရအဖွဲ့မှဆိုနိုင်ငံတော်အင်္ဂါစင်အရာဆိုရင်ထိတ်တန့်ဆက်ရောက်မှာပါတယ်ဇော်မင်းထွန်းကိုရင်က ဇော်မဲလုံးပုံများခေတ္တမိုင်းကိုဒုံဆိုင်တဲ့သူများရွေးကောက်ပွဲအသိပညာပေးဇလန်းကိုရိုက်ကူးပေးတဲ့သူတွေကိုကျေးဇူးတင်ကြောင်းဆိုပြီးထွက်ပြောင်းချင်းဒီနုပညာရှင်ကိုချင်းချောက်တဲ့သူတွေဝေဖန်နေတဲ့သူတွေကိုထိရောက်ပြင်းထန်စွာအရေးယူပါမယ်လို့ပြောပြီး mighty online တေုပ်ဆောင်ကြော်ဝင်းထုတ်ထုတ်ကိုဖန်လိုက်ဒီညနေနောက်တစ်ယောက်ထပ်ဖန်လာတဲ့၄ယောက်ရှိတယ် ။ဘာဖြစ်တဲ့ရွေးကောက်ဝင်တဲ့ပတ်သက်ပြီးဆက်ဆက်ထိမကန်ဖြစ်နေရဘူး။ဂျိမ်းပြီတီးရပြီ။နေတို့တို့နဲ့ပတ်သက်ပြီးတော့လေဒီလူလူတို့တရလုံးကတပိတ်ပေါက်ဖို့နှိုးဆော်ထားကြတယ်။အဲ့တော့ဒီဇလန်တို့မှာဆိုရင်နေတို့မြင့်မြတ်နေဝင်အေဂျင့်မောင်ချူလေးမင်းမြင့်မှုအောင်ခိုင်ငါပြောကြအောင်တို့နိုင်ရင်တွက်လက်စူပါလင်းမင်းညိုဥက္ကာပြန်ချီရဲရင်ရောပြုတ်အောင်စင်ဖြုတ် သူတို့တွေကိုတိုင်းပြီးလုံးဝတပိမ့်မောင်းတယ်လုံးဝမကြည့်ဘူးသူတို့ကြော်ညာလေးပစ္စည်းတွေမဝယ်ဘူးဆိုပြီးတော့ပြောတယ်လို့တော်လိုင်းကြီးမြို့ပြပျောက်ကြားတပ်ဖွဲ့များကလည်းပြင်းပြင်းထန်ထန်အရေးယူတယ်တော်လိုင်းတပ်ဖွဲ့၅ခုကကျညာချက်ထုတ်ပြီးရာဇတံပေးတာလေအဲ့တော့ဒီလိုရွေးကောက်ပွဲနဲ့ပတ်သက်ပြီးဘာကြောင့်ဆက်ဆက်တိမခံလဲဆိုတဲ့အခြေအနေတွေကတော့ ကျွန်တော်တို့တေချာစဉ်းစားရအောင်သူတို့ရမ်းချောက်နေတယုံနဲ့အပေးလူကြီးကြီးမားမားရှိနေတယ်လို့ကျွန်တော်မှန်းဆကြဒီရေကောက်ပွဲမဖြစ်ရင်တရုတ်ကစစ်တပ်ကိုပြင်းထန်တဲ့ပြစ်ဒဏ်ခံနိုင်တဲ့အလားအလာရှိတယ်။မဖြစ်ဖြစ်အောင်လို့ငါတို့ရေကောက်ပွဲကာလာတီပန့်ပိုးမယ်။ဒီရေကောက်ပွဲကိုမင်းဖြစ်အောင်မလုပ်နိုင်ရင်တော့မင်းတိုင်းနဲ့မင်းကံပဲဆိုတာမျိုးဖြစ်နိုင် ။ဆိုတော့အမျိုးသားညီညွတ်ရေးအစိုးရနဲ့တိုင်းတပ်ဖွဲ့တွေကဒီရွေးကောက်ပွဲကိုဖြစ်နိုင်တဲ့အင်အားတစုံတရာရှိနေတယ်ဆိုတာလေဖက်ရှင်တက်နဲ့တေဦးကသိတယ်။ဒါကြောင့်မို့လို့ရွေးကောက်ပွဲဒီကာလမှာလေမြင်နဲ့ဘုံကျဲတာပြီးနေမီထိုးစစ်ဆင်တာပြီးဒရက်ဆာလှုပ်လာတာဖြစ်တယ်။ဒါပေမဲ့လေဖက်ရှင်တက်ရဲ့လှုပ်ဆောင်နိုင်မှုတွေနဲ့ပတ်သက်ပြီးဒီတက်ပို့ပြီးလုံနိုင်စရာတိတ်မချင်လို့တော့ ဒါအရှိတရားပါဟုတ်တယ်ကျွန်တော်တို့မဏိကထိ DNL နဲ့ပတ်သက်ပြီးတော့ကျွန်တော်တို့မိုးကုတ်မိုးမိတ်ကိုပြန်ပေးမယ်လို့ပြောတယ်ဒါပေမဲ့မိုးကုတ် view ဟာမိုးကုတ်ပကဖ MBY PDF Indian blood type ကအဆအရှိတဲ့တော်လိုင်းတက်တွေကမိုးကုတ်မျိုးကိုကာဝယ်မယ်လို့ထုတ်ပြန်ပွဲကတော့တော်တော်လှလာဟုတ်ပြီဒီနေရာမှာ my D နဲ့၃ယောက်ကိုဖမ်းတယ်နော်အဲ့ဒရိုက်တာ my D ကျော်ဝင်းထုတ် တို့တွေကဘာတွေရေးလို့လဲဘာတွေဘာများဟိုဝီပန်လို့လဲဆိုတော့ကျွန်တော်လေ့လာကြည့်အောင်တယောက်ဆောင်အွန်လိုင်းကောင်ကိုဘာပြောလဲဆိုတော့ writer mighty ဒါတော့ဆန်ကရွေးကောက်ပွဲမှာပြောင်းလဲခြင်းတန်ပြီဆိုတဲ့စကားကိုရိုက်ခဲ့တယ်တော်တော်တာသွားခဲ့တဲ့စကားအကြက်ဘက်စစ်တဲ့အညိုးတေးခံလာရတဲ့ writer mighty ကို2017မှာ ငိုင်းအားကာဒီနဲ့ဖမ်းတယ်ထောင်ချလိုက်တယ်။2020မှာလုံငိမ်းနဲ့ပြန်လွတ်လာတယ်။အဲ့တော့ဒရိုက်တာမိုက်တီဘာရေးတာလဲဘာလုပ်လဲလို့ကြည့်ကြည့်ရော။ရွေးကောက်ပွဲနဲ့ပတ်သက်ပြီးဒရိုက်တာမိုက်တီရဲ့အကောင့်ကတန်းတွန်းဆုံး။အဖြူအမဲအမှန်အမှားဓမ္မနဲ့အာရမကိုစင်ကျင်နိုင်တာပညာ။ဒီပို့တခုပဲတွေ့တယ်။ရွေးကောက်ပွဲဆိုတဲ့စကားလုံးတစ်လုံးမှမပါဘူး။ဘာလို့စစ်တပ်က ကဲဆက်ပြီးကြောက်ရတဲ့ကြောင်ဖမ်းလာတယ်။နောက်တစ်ခုကြော်ဝင်းထုတ်ကြော်ဝင်းထုတ်ဘာရေးထားလဲလို့လေ့လာကြည့်တော့တရောင်းသားတွေနဲ့ရေဝင်းတူနေမဲ့စိတ်တက်မြင့်မြတ်သူတွေအများကြီးရှိတယ်။ပတ်ချုံကြီးဆဲဆူနေတာကတော့အဆင်မပြေဘူး။အရာရာအဆင်ပြေနေတာမဟုတ်ပေမဲ့လိပ်ပြာတန့်တယ်။အမောင်လည်းမတော်ချင်ဘူး။ခက်ခဲတာတွေကိုဂူရီတောက်ခံမာနီခဲ့တယ်ငါစားခဲ့တယ်ငါဝိတ်ခဲ့တယ်။ငါနောက်တစ်ချိန်မှပြန်ဖြစ်နိုင်တော့ပဲ ဒီစိတ်နဲ့ရှင်သန်နေတယ်ပြုံးနေပြုံးနေနောက်နေတယ်ဆိုပေမဲ့ကိုချင်းစာစိတ်နဲ့နှစ်သိပ်အားပေးနေတယ်ဆိုတာကျွန်တော်ရဲ့လက်ရှိချုပ်နေရဒီမှာငိုနေတယ်ဆိုတာဘယ်သူမှမသိဘူးဘယ်သူကမှပြောပြနေအောင်မရှိဘူးကိုလိုပဲဘယ်သူမှမသိအောင်ငိုနေတဲ့လူတွေရှိပါလားလို့တွေးပြီးကိုချင်းစာကြရင်အရာရာအဆင်ပြေမယ်နေ့ရောက်လာမှာပြုံးနေတိုင်းပြုံးနေတိုင်းဆဲနေတဲ့ဟောင်နေတဲ့တိုက်တိစီမှုပါလို့ရေးထားတယ် ဝီကော့ကိုနေပတ်သက်ပြီးတခုမှမပါဘူးလိပ်ပြတန်းနာရဲ့ကိုချင်းစာတရားရဲ့အဓိကပြောရတာကလေးရတယ်။ဒါနောက်ဘာလို့ဝီကော့ကိုနေပတ်သက်ပြီးတော့ခေါင်းစဉ်တက်ပြီးတော့အကြောက်တရားရိုက်သွင်းခြင်းနေတာလဲ။အုံလိုက်။အုံလိုက်ပါရေးရလို့ထပ်နေလာလိုက်တဲ့ခါတော့ငါ့ကိုပြောပြောနေတဲ့လူကြီးအခုမြင်ပြီလားမမြင်ရသေးရင်တွားရှာကြည့်နော်။ဘသူကဘာဆိုတာသိလိမ့်မယ်မသိကြအောင်စွန်ပြလိမ့်မယ်။ပြောနေတဲ့လူကြီးပုံနေလိမ့်မယ်ဒါသဘာဝဘူး။ လူကောက်ပွဲဆိုတဲ့စကားလုံးတလုံးမှမပါဘူးသူတို့ရေးတဲ့တင်ဟာဟာပေးတာလားလက်လက်လက်ဖက်လက်ရစ်ကရရစ်တာအဘေဘုံမီတော်ပေးမိလို့ဖမ်းတာလားမသေးဘူးချုပ်ရရင်တော့အစစ်တဟာဒီယူကောက်ပွဲနဲ့ပတ်သက်ပြီးအထိမခံရွှေမခံဖြစ်နေတယ်ဆိုတာဒီယူကောက်ပွဲတစ်ခုခုချက် ပျက်စီးသွားမှာအရန်စိုးရိမ်နေတယ်။ဒါဟာသူ့ရဲ့အားနည်းချက်ဖြစ်တာ။အဲ့တော့ကျွန်တော်တို့တော်လိုက်ရစ်တက်ပြီးပါ။ဒီရွေးကောက်ပွဲနဲ့ပတ်သက်ပြီးရှိုက်ချိုးနိုင်စစ်တက်နောက်ကွယ်မှာအလုထားတဲ့အပေးယူရင်းနဲ့ပတ်သက်ပြီးကြီးမားတဲ့အပြောင်းအလဲတစ်ခုဖြစ်လာနိုင်တယ်လို့ကျွန်တော်မြင်စရာရှိတာ။အဲ့တော့ဒီနေ့ဒီအချိန်မှာနေ့စဉ်ရုပ်မှရက်ဆက်တက်ဖြစ်နေ လင်းနဲ့ပုံချက်နေတာဘာသာရေးအဆောက်အအုံလေးစာတင်ကြောင်းတွေနဲ့ပတ်သက်ပြီးတော့ပုံချက်ချတယ်အယက်သားတွေကိုနေ့စဉ်ဖန်ဆီးပေါ်တာဆိုရင်ဒါတွေအားလုံးကြည့်ပြီးသားနိုင်ငံတကာကလည်းအကန့်အကွက်ရှုတ်ချမှုလုပ်ပြီးသားအဲ့တော့စစ်ကောင်စီရဲ့ဒီဝါရဖြန့်ချီရေးနဲ့တကွာစစ်ကောင်စီလုံနေတဲ့ဒီဇိုင်းပုံစံအယူဆအတွေးခေါ် လက်ရှိကျင့်သုံးနေတဲ့ပုံစံလေးတွေကိုလေ့လာကြည့်ကြရအောင်။ဆိုတော့စကားစာပဲပြောပြောစကားမပဲပြောပြောဘလို့ပြောပြောငင်ဝိပိပြာရေးဆိုတဲ့ကောင်းစဉ်အောက်မှာပဲဖက်စစ်တက်ဟာလုံကြုံရေးတာအဓိကရန်သူဟာပြည်သူဆိုတဲ့အယူအဆနဲ့ဆက်ပြီးသွားနေ။အာနာသိမ့်ပြီးတဲ့နောက်မှာဆန္ဒပြတဲ့ အဲ့ကောင်ကစရရလက်နဲ့ဆွဲကင်တော်လန်ရတဲ့ခကြီးငါးနှစ်နေပါလုံးမှာပြင်းပြင်းထန်ထန်ရရဆက်ဆက်ယုံယုံမှမှာအောက်တန်းကျသွားချိန်မုန်းဖြစ်တယ်အရှိတရားမယူအင်္ဂလိပ်ကြီးသိမ်းပြီးရနောက်မှာတော်လန်ရတဲ့ညီမတွေကိုအင်္ဂလိပ်ကြီးရရဆက်နေနေတဲ့နီလန်းကိုလည်း update လုပ်ပြီးတော့တယ်တော်ရင်အစစစ်တက်ဟာ အင်္ဂလိပ်တို့ရဲ့နီလန်အမေရိကန်ရဲ့တံပြန်တောင်းကျမ်းမှုစက်ကျင်ရေးစစ်စင်ရေးနီလန်မလေးရှားမှာတုံးခဲ့တဲ့ဖြက်လေးပြက်နီလန်ဖိလစ်ပိုင်မှာ CIA ရေးဆွဲပေးခဲ့တဲ့ရီမိုမက်ဆီစီနီလန်ဒီနီလန်တွေကိုပေါင်းဆက်ပြီးရက်ဆက်နီအစုံပြင်းပြင်းထန်ထန်တုံးဆွဲခဲ့ခေကာလာအချိန်ကိုကြည့်လိုက်တော့လေ ပြည်သူတရလုံးပါဝင်တဲ့ပြည်သူတရလုံးလက္ခဏာဆောင်တဲ့ပြည်သူတော်လှန်ရေးဒီတော်လှန်ရေးမျိုးဟာမြန်မာသမိုင်းမှာတစ်ခါမှမရှိဘူးဒီလောက်အောင်မြင်တဲ့တော်လှန်ရေးတစ်ခါမှမရှိဘူးဒါကြောင့်စစ်တာပါစစ်တာပြည်သူကိုကြောက်ရွံ့စိတ်ကြီးစိုးနေအောင်အကြောက်တရားပေါက်ဝင်ကြည်ကြီးတစ်ခုကိုနီလန်းပေါင်းစုံကျင့်သုံးပန်တီးထားတယ်ခုနမိုက်တီးကိုဖမ်းပြတာ အကြောက်တရားပဝင်ခြင်းတခုရွေးကောက်ပွဲနဲ့ပတ်သက်ရင်ဘာမှမပြောနဲ့ဆိုပြီးကြောက်နေအောင်လုပ်ခြင်းလေသဘောတရားဆိုတာမျိုးကိုကျွန်တော်တို့တွေ့ရတယ်။အဲ့တော့အခုရွေးကောက်ပွဲနဲ့အလဲပြောင်းလုပ်ဖို့ချိုးပန်းချိန်မှာဘလို့နီးလန်းနေတုံးနေလဲဆိုတော့ American Iraq Afghanistan လို့ပါရှင်းသုံးခဲ့တဲ့တိောက်တဲ့တံပြန်အချမ်းဖို့နေနေရင်းနီးလန်းစတော့လားတိောက်တဲ့တံပြန်အချမ်းဖို့နေနေရင်း နီလန်တံပြန်အကျံဘက်ကနေနီနီလန်ကွာခြားချက်တွေရှိနေဒါတွေနဲ့ပတ်သက်ပြီးတော့ညံမီအောင်ပြောပြနိုင်တဲ့စည်ရေးကျွမ်းကျင်သူတွေအများပြားတော့ရှိပါလိမ့်မယ်အဲဒီဒေါက်တာဒေါမီမီဝင်းဘတ်တို့ဘာလို့ပညာရှင်တွေကပြောရင်တော့ပို့ပြီးတော့ပြည့်စုံနိုင်မယ်တဲ့ကျွန်တော်တို့သိမိသလောက်နားလေသလောက်တင်ပြရရင်တော့ တဘောတဘာဝရဲ့အချုပ်ကတော့မုတ်နဲ့တုတ်ပါပဲတုတ်ယူမလားမုတ်ယူမလားဒီလိုပဲနားလိုက်လို့ရတယ်ဒီသူကိုချုံယူတိမ့်သွင်းစီယုံရေးကိုဥတီတဲ့နီးလန်းနေကိုရွေးကောက်ပွဲအလက်ပြောင်းလုပ်ဖို့စူးစမ်းချိန်မှာစတော့လာတယ်နှလုံးသားနဲ့စိတ်ကိုတိမ့်ပိုက်စုံမိုးချီလို့လည်းခေါ်လို့ရတယ်ဝါရဖြတ်ပြီးဘောင်းစုံနဲ့ဒီသူကြားထဲမှာမုတ်ဝီတယ်လို့ တဖက်ကမိုက်ဒီတို့လိုလူမျိုးတွေကိုဖမ်းပြပြီးရွေးကောက်ပွဲကိုဝေဖန်တာနဲ့ချက်ချင်းဖမ်းမယ်ဆိုတဲ့တုံ့ဝေတဲ့နီလန်းကိုလည်းတုံးလာတာတွေ့ရတယ်။အဲ့တော့ရွေးကောက်ပွဲနီလာတာနဲ့အမျှဖက်စစ်တပ်ရဲ့လက်ကင်ဒုတ်တွေဟာအချိန်နီးပြီးပြီးသလိုရင်ကြီးကြီးနဲ့လိမ်မာယူချိုးနှိမ်ချယူချိုးပြနေတာတွေကိုလည်းတွေ့ရတယ်။နောင်ချိုမှာတံပေါက်ဝေတာကဆောက်တချိ ဟိုဘာမကျင်အမရင်စော်ကားဆက်ဆန့်မရင်းကျင်ခဲ့တဲ့ဒီပတ်စစ်တာရုပ်တရက်အလဲအပြောင်းတွေလှုပ်လိုက်တဲ့အခါပြည်သူလူဟာတွေ့ဝေပါတယ်တဖက်မှာဒီနေ့ဆိုရင်တောင်ကြီးမိဘုံပြန်ပွဲဆိုတာမျိုးတွေနဲ့အပြောပါဘာသာရေးပွဲလမ်းတပင်းတွေနဲ့စီစီကကတိုက်တိုက်မြတ်မြတ်လှုပ်ခွင့်ပြုလာတယ် normal life ပုံမှန်ဖြစ်နေ ဒါစစ်တပ်ရဲ့လုံလီတုံးကနေကိုကျွန်တော်တုံးသက်ကြည့်တာဖြစ်ပါတယ်။တစ်ဖက်မှာတော်နိုင်ရေးဘက်ကိုကြည့်အောင်။စီကံယော်ရဲလာတယ်။ပြည်သူလူထုနဲ့ဆက်ဆံရေးမှာကြက်မထိန်ချောင်းနေမျိုးယော်ရဲလာတယ်။စီဝါရေးနဲ့စာဝင့်နေအထူးကြီးကြက်တဲမှုနေပြည်သူလူထုအတွင်းမှာဖြစ်ပေါ်နေတယ်။အဲ့ဒီအခြေအနေတွေကိုအခွင့်ကောင်းယူပြီးပြည်သူလူထုကိုတွေ့ဝေစေဖို့စနစ်တကျအစီအစဉ်ရှိရှိကို မုံနဲ့ဒုတ်ဖြူဟာကိုကျင်သုံးနေတယ်လို့ပဲကျွန်တော်တို့သုံးသပ်တွေ့ရှိရပါတယ်။ရွေးကောက်ပွဲကာလမှာယဉ်ကျေးလိမ်မှာကိစ္စတွေစံတန်လောက်ကိုင်းနေပါတယ်။ဒါပေမဲ့ကြောင်ကြကြရေမငုတ်ပါဘူးဗျ။ဖက်စစ်အာဏာရှင်စစ်တပ်ရဲ့တတိကိုကပြည်သူကိုရန်သူလိုဆက်ဆံမှုလေ့ကျင့်တာတိစောက်ထားတာပြည်သူတက်သူတို့ကတဆင့်မြင့်နေတာ ြည်သူဟာသူ့ရဲ့ခိုင်းပတ်အစီကံကျွန့်တပွဲသဘောထားလာပြည်သူတို့ငြိမ်ဝှေ့ပြပြပြန်လှန်မပြောရဲငါတို့ပေးတာယူကြွေးတာစာခိုင်းတာလို့ဆိုရဲပရိသတ်ညင်နေဖက်စစ်တဟာကြောင်ကြာကြာရေငုပ်ပါခွေးမီးကောက်ကြည်တော့စွတ်ပါပဲခွေးယူကောင်စာတမုန်းတယ်ပါတိတ်မချပြီရက်စက်မှုတွေဖိနှိပ်မှုတွေကပြန်လုပ်လာပါတယ်အဲ့တော့ ဒါတွေကိုကာကွယ်နိုင်ဖို့တံပြန်နိုင်ဖို့နိလန်မျိုးစုံရှိပါရှင်းသုံးဖို့ပဲလိုပါတယ်တော်လိုင်းတပ်ဖွဲ့တွေနဲ့တော်လိုင်းသမားတွေနိုင်ငံရေးသမားတွေဟာဒီသူကိုကာကွယ်လို့စိတ်အပြစ်အဝါနဲ့ဒီသူဂျားတွေမှာရေနဲ့ငါတသားတဲ့နေရာမှာ online ပေါ်မှာဆယ်လီတွေဆက်တက်တွေအလူခံကိစ္စတွေရန်ဖြစ်တာတွေကိုလုံးဝရပ်ဆိုင်ရပါမယ် တော်လည်းဦးဆောင်ဘွဲ့အစိုးရတမှုတမင်းဘိုးစဲဒီနာမည်ကြီးအစရှိတာတွေကပြည်သူစီယုံ၏မဟာဗျူဟာကိုစုဖွဲ့ကျင့်သုံးမှုတွေစတင်ရအောင်အဲ့တော့အချိန်နီးအရရက်တွေချောင်းလို့ဗျာအုတ်ချုပ်ထောက်ပံ့မပြည့်စုံတာတွေအုတ်ချုပ်ရရန်ရလဲပတ်မှုမှာအသိပညာမကျွဲဝသေးတာတွေကြောင့်ပြည်သူလူထုနားလည်မှုလွဲစီနိုင်တဲ့ကိစ္စပဲဖြစ်ဘူးတော့ ရှိကောင်းရှိနိုင်တယ်ဒါကိုအမြန်ချက်ချင်းမဆိုင်ဖြစ်ရှင်းပြရမယ်ကျွန်တော်တို့ထက်နေလာကြည့်ရင်လက်ရှိမှာတော်လန်ကြီးဟာ90 30အချိုးဆိုတဲ့မော်စီတုံးရဲ့တော်လန်ကြီးအချိုးရကြည့်မယ်ဆိုရင်ကျွန်တော်တို့ဟာ80ရာခိုင်နှုန်းလောက်ဒီတော်လန်ကြီးအခြေအနေကိုကောင်းကောင်းထိန်းထားနိုင်နေတာလို့သိရမယ်အဲ့တော့ထပ်ပြီးတော့နောက်ပိုင်းမှာအချမ်းဘတ်နေနေဘီယူဟာတွေတံပြန်အချမ်းဘတ်နေနေဘီယူဟာတွေကို သုံးလာလိမ့်မယ်ဒေါ်လာရေးတက်ဖွဲ့ကာဝေးတက်ဖွဲ့ရဲဘော်တပ်သားဘုံမှုဘုံမင်းတမင်းမအစအစစ်စစ်တာဝန်ယူသားတဲ့သူတွေနဲ့ဒီသူလူနဲ့ဆက်ဆံရေးပုံမှုခိုင်မာကောင်းမှုနဲ့လူလူဆက်ဆံရေးနီးလူဟာမဟာပြူဟာတွေကိုစနစ်တကျချမှတ်ဆောင်ရွက်ရမယ့်ကာလတော့ဖြစ်လာမှာအဲ့တော့စေုပ်စုဟာတိုင်းနာများရဲ့ဘော်မှာလည်းတောင်းကျမ်းသူတပုံလို့ စွတ်စွဲတုံးဆွဲပြီးဒီနေ့အချိန်ထိဖိလစ်ပိုင်မှာကွန်မြူနတီနိုင်ငံကြီး CIA ရေးဆွဲပေးခဲ့တဲ့ Remo Rassisi ရဲ့ထောက်နိုင်ရေးအတင်းနဲ့အခြေခံစစ်စီရေးနီလန်းမလေးကွန်မြူနတီနိုင်ငံမှာ British Mission များကရေးဆွဲပေးခဲ့တဲ့ဖြက်လေးဖြက်နီလန်း American ကတောင်ပီယန်နန်ကွန်မြူနတီနိုင်ငံအတွက်ရေးဆွဲပေးခဲ့တဲ့တံပြန်တောင်းရန်ကိုနိုင်ငံရင်းနီလန်းများကို ပေါင်းဆက်ရှင်းတုံးနေတယ်အချုပ်ကတော့တတ်မတော်တာအမိတတ်မတော်တာအဖတ် policy တော်ရည်ဘက်ကပြည်သူကအမိပြည်သူကအဖ policy ဖြစ်ရနောက်လာတဲ့မောင်ပလဲတိုင်းဝင်တမကဲကြောင့်ပြပြီးပြည်သူနဲ့တော်ရည်ရေနေငါတတားတဲ့ဖြစ်ဖို့လိုအပ်တဲ့အချိန်ဝေကောက်ဝေကုဆက်ဆက်တိမခံဖြစ်နေတဲ့ဖစစ်တဲ့ဟာရေကောက်ပွဲနဲ့ပတ်သက်ပြီးကြီးမားတဲ့အပေးအယူတယုံနဲ့လှုပ်ထားတာ ရှိနေတယ်လို့ကျွန်တော်တင်ကြီးကြကြသုံးသပ်တယ်။ဒီရွေးကောက်ပွဲတစုံတရာပျက်စီးယိုယွင်းမလုံနိုင်ခဲ့ရင်စစ်တပ်ဟာတရုတ်ရဲ့ပြစ်ဒဏ်ခံမှုခံရနိုင်တဲ့အနေအထားရှိတယ်။ဒီတော့ကျွန်တော်တို့ပြစ်မှတ်ဟာဖက်စစ်တပ်ပြစ်ကွင်းဟာရွေးကောက်ပွဲပြစ်မှတ်တဲ့ပြစ်ကွင်းတွေကိုတည်တည်ချာချာကြည့်ကိုယ့်ရဲ့ခံစစ်မဟာဗျူဟာနဲ့မဟာတတိုင်းကြီးကတော့ပြည်သူလူလူ ဘယ်မခုံးမှာအမိပြည်သူအမိညာမခုံးမှာပြည်သူအမိတည်ပြီးပြည်သူရဲ့ထောက်ခံဝင်ရင်မှုနဲ့ပြည်သူမြတ်တာတရားသစ္စာတရားနဲ့အတူစစ်တပ်ရဲ့ထောက်ပေါက်တစ်ခုကြီးမားတဲ့အပေးယူတစ်ခုချက်တဲ့ရွေးကောက်ပွဲဦးအမျိုးသားညီညွတ်ရေးအစိုးရအပေါင်းကျောင်းတော်လိုက်တက်တော်တွေကဆိုင်ချိုးနိုင် တော်လိုင်းကြီးက60ရာခိုင်နှုန်းတော့ဝယ်ပြီးသွားပြီတရုတ်ရဲ့စိတ်ကူးအတွင်းနဲ့ policy ပါပြောင်းသွားလိမ့်တစ်ချက်ကိုနှစ်ချက်ပြတ်သုံးချက်ပြတ်နိုင်တာကဖက်စစ်တပ်ကိုတရုတ်ကအမျက်တော်ရှာပြီးပြစ်ဒဏ်ခိုက်ရင်ဝယ်ပြတ်သွားနိုင်ချစ်ချင်းချင်းမုန်းချင်းပုံကြိုက်ချင်းကြိုက်မကြိုက်ချင်းလက်ရှိရှမ်းမြောက်တခွင်တော်လိုင်းကြီးရဲ့ဝင်ကြီးကတော့တရုတ်ရဲ့အာချင်နာတိုင်းပဲရှိတယ် ဒါကိုကျွန်တော်တို့တော်လိုင်းကြီးရဲဘော်တွေဥဆောင်ပုဂ္ဂိုလ်တွေကမဟာဗျူဟာနီးဗျူဟာစစ်တပ်ရဲ့အရှက်ကနန်းမျက်စိမဟာဗျူဟာအင်းအားအနည်းဆုံးနေရာအမားရှောက်ပြုတ်တိုက်အစရှိတဲ့နီလန်းနီးစနစ်ပေါင်းစုံနဲ့ရွေးကောက်ပွဲကိုရှန့်ချိုးဖက်စစ်တဲ့အရှက်ကိုထိုးပြီး လူတွေဆက်ဆံရေးကိုရင်းနေငါတသားတွေလုံနိုင်တယ်လက်ရှိအခြေအနေအကုန်လုံးပြောင်းပြန်ပြန်နိုင်တယ်ကောင်းသောဒီဇင်ဘာကိုရရှိပါလိမ့်မယ်အားလုံးကျေးဇူးတင်